မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီရညချာမှုဦးစီးဌာနကနေစတေမာလာ26ရက်ဒီကနေ့နေ့9ရက်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ဒီကနေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်တိုင်းထွာချက်များအရာဘင်္ဂလားပင်လယ်အမြောက်ပိုင်းနှင့်၎င်းနှင့်ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသောလေပြင်းအားနှင့်ရေဝန်သည်ဆက်လက်တည်ရှိနေပါမယ်အစူပါလေပြင်းအားနှင့်ရေဝန်ဟာအနောက်နောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီး ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းနဲ့၎င်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်အနောက်လေပိုင်းအိန္ဒိယနိုင်ငံအော်ရိတပြည်နယ်တောင်ပိုင်းကမ်းလွန်အင်ဒရာပရာဒိရှ်မြောက်ပိုင်းကမ်းခြေတို့တွင်နောက်24နာရီအတွင်းမုန်တိုင်းငယ်ဖြစ်သူပုံမှုအားကောင်းလာနိုင်က29ရက်ကုလ2025ရက်နေ့တွင် အော်ရိတပြည်နယ်တောင်ပိုင်းအင်ဒရာပရာဒိရှ်မြောက်ပိုင်းကမ်းခြေတို့ကိုဖျက်ချနိုင်တယ်လို့ခန့်မှန်းရပါတယ်။ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့တွင်မုတ်တုံလီအားကောင်းနေပါတယ်။ထူးခြားတဲ့အခြေအနေတည်းအနေနဲ့ဒီကနေ့မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာချက်များအရာ BNN နိုင်ငံမြောက်ပိုင်းကုန်းတွင်ဒေသများကိုဖျက်ဆော်ခဲ့သောအပူပိုင်းမုန်တိုင်းကသည်အနောက်ဘက်သို့ရွေ့လျားခဲ့ပြီး VNN နိုင်ငံကုန်းတွင်ပိုင်းတွင်လေပြင်းအားနဲ့ဆက်ဖြစ်အာရုံသွားခဲ့ပြီးဖြစ်ပါတယ်။ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကွက်ကြားစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့တွင်နေရာကျကျ မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာစစ်စစ်ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထိခြုံရပြီးရန်ကုန်တိုင်းဒေသကြီး AR တိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့တွင်နေရာကွက်ရီမှုကြီးနိုင်ပါတယ်။ရွှေရံရုံပြည့်ဖြစ်ပါတယ်။မိုးထိပ်တောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီး AR တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်မိုးထိပ်တောင်များဖြစ်တုံးမှုအကောင်းလျက်ရှိပြီး အဆူပါမူတိန်တော်များရွေရှာရနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကျုပ်ဖြစ်ခြင်းပျက်စီးလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကျွတင်သတိပြုနိုင်မှရန်အကြံပြုပါသည်မြမပင်လေပြင်းတွင်မြမကန်ရုံးနှင့်တလျှောက်နှင့်ကန်လုံပင်လေပြင်းတို့မှရှမ်းဖန်ရန်ခါမိုးတက်လေပြင်းများကြာရောက်ပြီးလိုင်းကြည့်ပါမည်မိုးတက်လေပြင်းကြာခြင်းရေပြင်းပြင်းနေသည့်တနိုင်တွင်35မိုင်အထိတက်ခတ်နိုင်ပါသည် လိုင်းမြမာမြမကဲမင်းတစ်ချောင်းနဲ့ကမ်းလွန်ပင်နယ်ပြည်တို့တွင်စေပြီးမှဆက်နှစ်ပြီးခန့်ရှိနေပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်မိုးဆက်လက်ပိုနေပါမယ်။နေပြည်တော်ရန်ကုန်မြို့နယ်ဒီတစ်ပတ်အတွက်ဒီကနေ့ညနေတီခမန်းချက်ကတော့မိုးတကြိမ်နှစ်ကြိမ်ထိကျုံရပါမယ်။ရွာရံရံလုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်ဒီတစ်ပတ်အတွက်ဒီကနေ့ညနေတီခမန်းချက်ကတော့နေရာကွာကြာမိုးထိကျုံရပါမယ်။ရွာရံရံလုံးပြည့်ဖြစ်ပါတယ်ရှင်။